တနေ့မှာတော့မုတ်ဆိုးဤတာတဲ့ရဲ့အင်ရှင်ကိုမျက်နှာစိမ်းလူသုံးယောက်နဲ့ရွာကန်တယောက်ရောက်လာခဲ့ပါတယ်။ကိုဤတာတဲ့ကိုဤတာတဲ့ရှိလားဗျ။ရှေ့ဟာရွာကန်မောင်ရဲကအိမ်ထဲကိုလမ်းခေါ်လိုက်ခြင်းဖြစ်ပါတယ်။ဘသူတွေလဲဟာအထဲမှာငါရှိတယ်။စကားသံခက်ပြက်ပြက်နဲ့ပြောလိုက်ပါတယ်။ကျွန်တော်မောင်ရဲပါဗျ။ဒီဟာမြို့ဝဆရာတွေကအလုပ်အပ်ခြင်းလို့တဲ့။အေးကွာအေးအေးအိမ်မော်ခေါ်ခဲ့မောင်ရဲရဲ့။မောင်ရဲတယောက်ကမြို့သားသုံးယောက်ကိုခေါ်ပြီးတော့အိမ်မော်တက်လာခဲ့ပါတယ်။အိမ်ပေါ်မှာတော့အမဲပြတဲ့တနက်ကိုတာရင်တယောက်အဝတ်စားနဲ့ပွတ်တိုက်နေတာကိုမောင်အေးတို့အဖွဲ့တွေ့လိုက်ရပါတယ်။ထိုင်ကြဗျာ။ ဘာလုပ်ကိစ္စလဲဗျာဒီလိုပါဗျာဒီနားမှာရှိတဲ့တောရဲ့အလေလောက်ကိုကျွန်တော်တို့လမ်းပြပေးရပါပြီခမ ्या တို့ကတောထဲကိုဘာသွားလုပ်ကြမှာလဲကျွန်တော်တို့ကလေးလာရဲ့ဖွဲ့ရပါအနစ်နဲ့လှလှစုဆောင်းထားခဲ့တဲ့တဲလွန်စားတွေအရာဒီတောရဲ့အလေလောက်မှာရှေးအောင်အမွေနစ်တွေရှိမယ်လို့ယုံကြည်နေလို့ပါကဲအဲ့ဒါဆိုလဲပြောဗျာဘယ်ချိန်သွားကြင်လဲမနေ့ပြန်၈နာရီလောက်သွားကြမယ်ဗျာအဲ့လိုမျိုးပြောဆိုပြီးတော့မြို့သားတွေကဆေးရံငွေ330ကိုထုတ်ပေးလိုက်ပါတယ်လုပ်ငန်းပြီးမြောက်သွားလို့ရှိရင်ထပ်ပေးပါမယ်တာရင်တယောက်ကငွေတွေအများကြီးကိုကြည့်ကသဘောကျကြီးကြာသွားခဲ့ပါတယ် မြူသားရီနဲ့မောင်အေးပြန်သွားတော့တာတင်တယောက်ပတ်စံတွေကိုအိတ်တလုံးနဲ့ထည့်ပြီးတော့ရွာဦးကျောင်းကိုထွက်လာခဲ့လိုက်ပါတယ်။တာတင်ဘာကိစ္စများရှိတုံးကွယ်ငါเจ้าကိုမလာစဘူးလာနေလို့တာတင်တယောက်ကဖះကိုအရင်ရှ िख ိုးပြီးတော့ကျောင်းနိုင်ဆရာတော်ကိုကြော့လိုက်ပါတယ်။ပြီးတော့မှပဲမှန်လားပါဖះတပည့်တော်ဟာသူများအသက်ကိုတတ်ပြီးတော့ဝမ်းစာရှာနေရတာဆိုတော့ကျောင်းကိုမလာရဲပါဘူးဖះအေးပါကွယ်တာတင်မင်းလည်းဒီလူကြီးကိုဆွလွတ်လိုက်ပါတော့တင်ပါဖះတပည့်တော်အရှင်ဖះเจ้าကိုလာတာကိစ္စနှစ်ခုကြောင့်ပါစူစမ်းမအောင်ကွယ် ထမတစ်ခုကအရှင်ဖျားရဲ့ကြောင်းမှာကျောင်းဆောင်တစ်တလုံးဆောက်လို့ဖို့အလူခန့်နေတယ်ကြားလို့ပါဖေ။ဟုတ်ပါတယ်တကလေးရဲ့။အဲ့ဒီအတွက်တပည့်တော်ငွေတွေလာလူတာပါ။အဲ့လိုမျိုးပြောဆိုပြီးတော့တိန်30လုံးကိုဆရာတော်လက်ထဲကိုပေးရလူရန်လိုက်ပါတယ်။ဒီလောက်ငွေတွေအများကြီးကိုတကလေးကဘယ်ကနေရှာလာတာလဲကွယ်။ဦးစင်းကအမှန်တိုင်းရှောက်စမ်း။တပည့်တော်ပြောမဲ့ဒုတိယတစ်ခုကအခုငွေကိစ္စပါပဲဖေ။ဒီငွေတွေကတပည့်တော်လမ်းပြဖို့အတွက်လာငားရမ်းသွားလို့ရတဲ့ငွေတွေပါ။ဒီလောက်အများကြီးပဲပေးရအောင်တကလေးကဘယ်ကိုလမ်းပြရမှာလဲကွယ်။ တပည့်တော်တို့ရွာနောက်ဖက်9မိုင်လောက်ကတောကြီးတဲ့ဟိုပါဟေးဘာဖြစ်လို့ပါလဲဖေ။အဲ့ဒီတောကမိษาတွေရဲ့နေရာကွယ်အဲ့ဒီတောအလေကိုရောက်သွားလို့ရှိရင် ရှေးအောင်ဆောက်ကြီးတွေကို တွေ့လိမ့်မယ်ကြီးမားတဲ့ယဒနာဘုံကြီးလည်းရှိတယ်အဲ့ဒီကဘာတစ်ခုမှမယူပါနဲ့မင်းအတွက်အနေရကင်းလိမ့်မယ်အဲ့လိုမျိုးပြောဆိုပြီးတော့ဖုံဖုံကလည်းသူ့ခန်းထဲကိုဝင်သွားပြီးတော့ကျိုးနဲ့ချီထားတဲ့တစ်သားရုပ်ထုလေးကိုယူပြီးပြန်ထွက်လာခဲ့ပါတယ်။ယော့ကွယ်ဒီရုပ်လေးကိုတကလေးလဲဘဲမှာဆွဲထားဘယ်တော့မှမချွတ်နဲ့ကြားလား။တင်မဗျာဒါဆိုတပည့်တော်ပြန်ခွင့်ပြုပါဦးဗျာ။ မနှက်ပြန်အတွက်ကြိုပြင်ဆင်ရမှာမလို့ပါအဲ့လိုမျိုးပြောဆိုပြီးတော့ဥသုံးငိန်ချပြီးတော့ကျောင်းမော်ကနေဆင်းလာခဲ့လိုက်ပါတယ်။တာရင်တယောက်ကရွာလန်းတိုင်းလျှောက်လာရင်လည်းမောင်ကြီးနဲ့လမ်းမှာစုံကြပါတယ်။ကိုကြီးတာရင်ကတော့ချမ်းသာပြီထင်တယ်ဗျာ။ခုနငွေတွေအများကြီးရထားတာဆိုတော့ထိုင်းရင်လိုက်တိုက်ဗျာ။အေးစောနာပတ်စံနေရတပြားမှငါးလက်ထဲမှာမရှိတော့ဘူးကွာ။ဟမ်ဘယ်ရောက်ကုန်လို့လဲဗျာ။ရွာကျောင်းဆောင်အသေးစောင့်မဲ့နေရောလှူလိုက်တာလေကွာ။အခုမင်းထိုင်းရင်တောက်ချင်တာမလား။လာလိုက်ခဲ့ငါတိုက်မယ်ကွာ။အဲ့လိုမျိုးပြောဆိုပြီးတော့မောင်ကြီးနဲ့နှစ်ယောက်သာထန်းတော့ကိုခြေဥတည်လာခဲ့ပြန်ပါတယ်။ ကိုတန်းညော်ရေထိုင်းရင်နှမျိုးလောက်ချဗျာပြီးတော့စိုင်မှာရှိတဲ့အကောင်းဆုံးအမီးတွေလာချပေးဗျာလာပါပြီတာရင်ရဲ့လာပါပြီလာပါပြီဒီနေ့မင်းငွေရွှေနေတဲ့ထင်တယ်အရင်ဆိုရင်တမျိုးပဲတောင်းနေကြပါဟုတ်တယ်ကိုတန်းညော်ရေကိုဤတာရင်ကအလုပ်တခုရထားလို့အခုလိုက်ပြီးတော့ပြုစုတာဗျာတာရင်တယောက်ဟာထိုင်းရင်ကိုဒရဇက်မော့ပစ်လိုက်ပါတယ်ခတ်ထူတွေလေးဖြစ်တော့မှပတ်စံရှင်းပြီးတော့အိမ်ကိုပြန်လာလိုက်ပါတယ်ခြေလက်ဆေးကြောပြီးတော့ထမင်းစားတော့ပြီးတော့အိပ်ရာဝင်ခဲ့ပါတယ်မနေ့ရောက်တဲ့အခါမှာတော့အစိုးရကြီးတွေနိုးလာခဲ့ပါတယ် ထုံးစံအတိုင်းပဲဒေါ်ပုဟာကွန်ဂျင်မောင်းတုတ်လေးကိုတိုင်မှာချိန်ပေးသွားခဲ့ပါတယ်။ကွန်ဂျင်မောင်းတုတ်လေးကိုဖြုတ်ပြီးတော့မနက်အစာပြေအဖြစ်ဆွဲလိုက်ပါတယ်။ပြီးတဲ့နောက်မှာတော့တနက်ရဲ့ဓမီရဲ့ကြီးစံနေရဲ့ဂျောပုတ်ဤတဲကိုထည့်ပြီးတော့ရေဘူးတပုဟာဘေးဤတဲကိုထိုးထည့်လိုက်ပါတယ်။ခါမှာလည်းဓာတ်တူနှချောင်းထိုးထည့်လိုက်ပြီးတော့ကြီးအပူတစ်ခုကိုပါဆက်လွယ်တိုင်းလိုက်ပါတယ်။ဘောင်မီရှိကိုတောစီဖနက်ရဲ့အတွင်းထဲကိုထည့်ပြီးတော့ကျိုးကိုတေချာချီလိုက်ပါတယ်။မကြခင်မှာပဲမြို့သား၃ယောက်နဲ့မောင်ကြီးပါပါလာခဲ့ပါတယ်။မောင်ကြီးကကျွန်တော်ကိုပြုံးပြီးတော့ဒီတခါတော့ကိုဦးတာတဲ့နဲ့ကျွန်တော်လိုက်ခဲ့မယ်ဗျာ။လိုက်ခဲ့ပေါ့ကွာမင်းပါတော့ငါလည်းအဖော်ရတာပေါ့ တာရင်တယောက်မျိုးသား၃ယောက်ကိုအကဲခတ်ကြည့်လိုက်ပါတယ်သူတို့ရဲ့ကြောဘက်မှာတော့အဝိဆာနဲ့ပတ်ထားတဲ့တနတ်တွေကိုစီလွယ်ထားကြပါတယ်ခမရူကတနတ်တွေဘာလို့ယူလာလဲဗျာဒါကဒီလိုရှိပါတယ်အခုသွားမဲ့ခကြီးကဘလို့အနေနဲ့ကြုံရမယ်မှမသိလို့ကိုကိုကာကွယ်ဖို့အတွက်ယူလာခဲ့တာပါဗျာ။ကောင်းပါဗျာ။ဒါဆိုလဲကျွန်တော်တို့သွားရအောင်လေဗျာ။တာရင်တို့ဘွယ်တောဆက်လေးနာထီကိုတော့မြို့သားတွေရဲ့ခြေကားလေးနဲ့မောင်းလာခဲ့ပါတယ်။တောဆက်လေးတနေရာမှာတော့ကားကိုတစ်ပင်နေနဲ့ဖုံးလွှမ်းခဲ့ပြီးတော့တောထဲကိုခြေစချလိုက်ပါတယ်။ တောတွင်းနည်းနည်းကိုရောက်တော့နေရာတောင်မပေါက်တော့ပါဘူးအထဲမှာအေးစိမ့်ပြီးတော့အပုတ်နဲ့နေရာလိုင်လာပါတယ်တစ်ပစ်နေရဲ့အနောက်ကနေအရိတ်တွေထွက်လာပြီးတော့လူတွေရဲ့ပေါ်ကနေဖြတ်သန်းသွားလာနေပါတယ်မောင်ကြီးတယောက်ကတော့တော်တော်လေးကြောက်နေခဲ့ပါပြီတာရင်ရဲ့အနားကိုတဖြည်းဖြည်းပူးကတ်သွားပါတယ်မြို့သား၃ယောက်ကတော့ကြောက်စိတ်တွေပြောင်းဆိုပြီးတော့ဝီစကီထည့်ထားတဲ့စတီးပူးပြားလေးတွေကိုတယောက်တည်းလက်မော့နေကြပါတယ်တာရင်ကတော့အေးအေးဆေးဆေးပါပဲဖုံဖုံပေးလိုက်တဲ့အဆောင်ကသူ့ကိုအကာအကွယ်ပေးနေသလားတော့မသိပါဘူးသူ့မျက်လုံးထဲမှာကြောက်စိတ်ကိုမတွေ့ရပါဘူးလူရခီးကသာဆက်သွားနေခဲ့ပါတယ် ရုတ်တရက်တာရင်ရက်လိုက်ပြီးတော့တနက်ကိုရှေ့ကိုထိုးချိန်လိုက်ကဒိုင်းဆိုပြီးတော့ပြစ်ထည့်လိုက်တာအကောင့်တကောင့်လဲကျသွားတာကိုတွေ့လိုက်ရပါတယ်။ဒီညတော့ဒီမှာပဲစခန်းချကြမယ်။အဲ့လိုမျိုးပြောဆိုပြီးတော့တာရင်တယောက်ကအစွမ်းနာပြစ်လိုက်တဲ့အကောင့်နာကိုတွားလိုက်ပါတယ်။ပြီးတော့ခါးဓာတ်ကိုထုတ်လိုက်ပြီးတော့အဲ့ဒီအကောင့်ကိုလီးဖြတ်လိုက်ပါတယ်။ပြီးတဲ့နောက်မှာတော့အသားတွေကိုတီးတံခုတ်ပြီးတော့ညက်လိုက်ပါတယ်။ထို့နောက်မီးမွေးပြီးကင်လိုက်တဲ့အခါမှာတော့အနံလေးကတော်တော်လေးကိုမွေးလာခဲ့ပါတယ်။ကိုေးတာတယ်။အဲ့ဒါဘာသားလဲဗျာ။ဒီကောင်နာမည်ကတော့ငါလည်းမသိဘူးဟာ။ထူးဆန်းတာမျက်စိတစ်လုံးပဲပါတယ်ကွာ။ ခြေတော့က၈ချောင်းတောင်ကွာအာကိုကြီးတာတွေကလည်းဘာကောင်လည်းမသိပဲနဲ့စားလို့ဖြစ်ပါမလားဗျာဖြစ်ပါတယ်ကွာမင်းမစားရဲလို့ရှိရင်ငါရင် စားပြမယ်ကွာအဲ့လိုမျိုးပြောဆိုပြီးတော့ကြက်လောက်ပြီးထင်းတဲ့အသားကိုတစ်ဖက်စားပြလိုက်ပါတယ်ဟာတသက်နဲ့တကူဒီလောက်ကောင်းတဲ့အရာတောင်မစားဘူးဗျာမောင်ရီရောမြို့သား၃ယောက်ပါတာရင်ကိုကြိလိုက်ပြီးတော့တရေကြကဖယ်စားလာကြပါတယ်သူတို့ကလည်းကောင်းလွန်လို့အဆက်မပြတ်ချင်ဦးထင်ပါတယ်စားလိုက်တာမှပြောမနေပါနဲ့စားလို့ဘိုက်ဝသွားတဲ့အချိန်မှာတော့ခမရတို့၃ယောက်အိတ်နင်းကြဗျာကျွန်တော်တို့၂ယောက်ကဒီညကင်းဆောင်ထားလိုက်မယ် ောလေဦးတော့မနက်ဖြန်လောက်မှရောက်မယ်ဗျမြူသား၃ယောက်ဟာခေါင်းညိတ်ပြီးတော့တကြိုးတည်းအိတ်ဆက်လိုက်ပါတယ်အဲဒီချိန်မှာပဲတာရင်ကလည်းမောင်ကြီးကိုမင်းလည်းအိတ်ရှင်သွားရင်နော်ငါတယောက်တည်းစောင့်နာလိုက်မယ်ရပါတယ်ကိုဦးတာရင်ကကျွန်တော်မိတ်ရှင်သေးပါဘူးဗျညကတော်တော်နက်လာတဲ့အခါမှာတော့လေဝေပုံစံလေလေးတစ်ခုကတာရင်တို့တဝိုက်ကိုတိုက်ခတ်လာပါတယ်ထူးဆန်းတာတစ်ခုကတော့မောင်ကြီးတယောက်ကစကားပြောနေရင်ကနေချက်ချင်းပြစ်လဲကျသွားခြင်းမှာမောင်ကြီးကိုထူနေတော့မှရှိပါသေးတယ်အနောက်ကနေတဖြောင်းဖြောင်းဆိုပြီးတော့တစ်ကိုင်းနေကိုနင်းချိုးပြီးတော့လာနေတဲ့အတန်တွေကြောင့်တာရင်တယောက်အနောက်ကိုပြန်လဲကြည့်လိုက်တဲ့အခါမှာတော့ အီယာမအကောင်ကြီးတကောင်ကဒေါသထွက်နေရတဲ့တာရင်းကိုစစ်စစ်ကြည့်ပြီးတော့နင်ငါကလေးကိုတတ်တယ်နင့်ကိုငါပြန်တတ်မယ်အရင်စကားများဟာတာရင်းစိတ်ထဲမှာအလိုလိုကြားနေရခြင်းဖြစ်ပါတယ်တာရင်းတယောက်တနက်ကိုလမ်းဆွဲလိုက်တဲ့အချိန်မှာပဲနင်တို့ဒုက္ခဆူဆူတွေနဲ့တွေ့ရမယ်အလိုမျိုးပြောဆိုပြီးတော့ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတယ်မနက်မိုးလင်းတဲ့အခါမှာတော့မနက်စာဖြစ်တော်ရရရတဲ့အသီးနှံတွေကိုပဲစားလိုက်ကြပါတယ်ပြီးတဲ့အခါမှာတော့ရှေ့ကိုခရီးဆက်ပြီးတော့ခြစ်တက်ခဲ့ကြပါတယ်ဟိုးမလမ်းမကတ်မှာရှေးအောင်ဆောက်ဦးကြီးတို့ကိုတွေ့လိုက်ရပါတယ်တာရင်တို့တစ်ဖွဲ့လုံးရှေ့ကိုတဖြည်းဖြည်းချင်းတိုးကပ်သွားကြပါတယ် မြည်သူတို့လူမျိုးများလို့ခွဲခြားမရတဲ့စကားပြောသံတွေကိုလည်းပြပြစွာပင်ကြားနေရပါတယ်။အတန်တွေကလူတွေဘေးနားမှာကပ်ပြီးတော့ထွက်နေပေမဲ့လည်းစကားပြောသူတွေကိုတော့မတွေ့ရပါဘူး။မကြခင်မှာပဲအဆောက်အဦကြီးတဲကိုရောက်လာခဲ့ပါတယ်။အဆောက်အဦကြီးတဲမှာတော့မဲမောင်နေခဲ့ပါတယ်။အတွင်းထဲကိုခြေချလိုက်တာနဲ့တပြိုင်နက်တည်းမိတိုင်းတွေကသူ့လိုလိုမိထားတောက်လာခဲ့ပါတယ်။အဆောက်အဦရဲ့နံရံနေမှာတော့ရှေးခေတ်မျိုးနွယ်စုပုံစံတွေကိုထွင်းထူထားပါတယ်။တဏီယာရောက်မှာတော့တာတင်တယောက်ဟာမျက်လုံးပြူးသွားခဲ့ပါတယ်။ညာကသူ့စီလာတဲ့အကောင်ကြီးကထိုလ်လူမျိုးတွေကိုးကွယ်တဲ့အကောင်ကြီးပဲဖြစ်နေတာကြောင့်မှာ သူ့ဘေးမှာတော့အကောင်တေးသေးလေးတကောင်ကိုထပ်မံတွေ့လိုက်ရပါတယ်ညကတာရင်တတ်လိုက်တဲ့အကောင်လေးပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဒီလူမျိုးတွေကမကောင်းဆိုးဝါးကိုကိုးဝယ်ကြတာပါရှင်နေနဲ့သွားကြည့်လိုက်တဲ့အခါမှာတော့ကြောက်စာလေးတခုကိုတွေ့လိုက်ရပါတယ်အရနဲ့ပဲတိုးပြီးတော့ဖက်ကြည့်လိုက်တဲ့အခါမှာတော့သူတို့မျိုးနွယ်စုတွေကဘယင်ရဲ့ယရနာတိုက်ကိုစောင့်ရှောက်ရသူတွေဖြစ်ပြီးတော့တနေ့ဘယင်မသေးဆုံးခင်မှာပဲသူတို့မျိုးနွယ်စုတခုလုံးကိုခန္ဓာမရှိဘဲနဲ့ယရနာတိုက်တွေကိုစောင့်ရှောက်စေဆိုပြီးတော့အမိန့်ချမှတ်ခဲ့ပါတယ်ပြီးတဲ့နောက်မှာတော့သူ့သားကိုလည်းတတ်ပြီးတော့သူ့ကိုယ်သူလည်းအဆုံးစီရင်ကယရနာတိုက်စောင့်ရှောက်သူဖြစ် ထတ်ကျင်စာတိုက်ခဲ့တယ်ဆိုတာတွေကိုရေးသားထားပါတယ်။မြို့သား၃ယောက်ကမြေပုံလေးတစ်ခုကိုကြည့်ပြီးတော့အခန်းနံရံကတစ်ခုခုကိုရှာဖွေနေပါတယ်။ခဏလောက်ကြာတဲ့အခါမှာတော့သူတို့တွေတွေ့သွားခဲ့ပါတယ်။နံရံကကြောက်တုံးလေးကိုဖိလိုက်တဲ့အခါမှာတော့မြေရောက်ကိုဆင်းတဲ့လေကားလေးကပေါ်လာခဲ့ပါတယ်။မြို့သား၃ယောက်ဟာရုတ်တရက်တာတင်နဲ့မောင်အေးကိုတနက်နဲ့ထိုးချိန်လိုက်ပါတယ်။ခင်ဗျားတို့ဒါပါလို့တာလေဗျာ။စကားရစ်ရှိမနေနဲ့လက်ထဲကတနက်တွေကိုဟိုးဘက်ကိုပြစ်လိုက်။မဟုတ်လို့ရှိရင်နှစ်ယောက်လုံးမသာပေါ်သွားမယ်နော်။တာတင်တယောက်လက်ထဲကတနက်ကိုဘေးကိုပြစ်ချလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့သူတို့ပြောတဲ့မြေရောက်စင်းတဲ့လေကားလေးတိုင်ဆင်းလာခဲ့လိုက်ပါတယ်။အထက်90လောက်ဆင်းပြီးတဲ့နောက်မှာတော့တလက်လက်တောက်ပနေတဲ့ယတနာပုံကြီးကိုတွေ့လိုက်ရပါတယ်။မြို့သားတွေကသူတို့ကိုတွန်းလိုက်ပြီးတော့ယတနာတွေကိုအိတ်ထဲကိုကျုံထည့်ကြပါတယ်။တာရင်တယောက်ယတနာပစ္စည်းတစ်ခုကိုကောက်မလို့ရှိပါသေးတယ်။ဆရာတော်ရဲ့စကားကိုပြန်လည်ကြားအောင်လာခဲ့ပါတယ်။အဲ့ဒါနဲ့ပဲအဲ့ဒီတွေကဘာပစ္စည်းကိုမှမထိပဲနဲ့အေးဆေးပဲနေလိုက်ပါတယ်။တိတ်မကြခင်မှာပဲမြင်းဤတန်နေတဲ့အတူမြင်းခွာတန်တွေကိုပါကြားလိုက်ရပါတယ်။တစုံတယောက်ရောက်လာပြီးထင်ကအသာလေးလေကားပေးကနေကတ်တွယ်ပြီးတော့ကြိတ်လိုက်ပါတယ်။ အတန်တွေကနီးလာပေမဲ့လည်းလူရောမြင်ရောမတွေ့ရဘဲနဲ့ရှိနေပါတယ်။သိပ်မကြလိုက်ပါဘူးကျေလောင်လာတဲ့အတန်တခုထွက်ပေါ်လာခဲ့ပါတယ်။မော်ကြီးတယောက်ကတော့ယတနာတွေကိုလောဘတက်ပြီးတော့တင်းကျုံပြီးတော့ထဲ့နေပါတယ်။အဲဒီအချိန်မှာပဲမြို့သားတယောက်ကပြောလာခဲ့ပါတယ်။ခမရရောဒီယတနာတွေကိုမယူဘူးလားဗျာ။ဟိုမှာခမရယူအားလူတော်ယူနေသေးတာပဲယူစမ်းပါဗျာ။နေပါစေဗျာ။ပန်ရှင်ရှိတဲ့အရာဆိုရင်ကျုပ်မယူတတ်ဘူးဗျာ။ခမရတို့ပဲယူကြပါအိမ်နဲ့ပြည့်ထည့်ပြီးတဲ့နောက်မှာတော့လှေကားလေးတိုင်းပြတ်တက်မယ်လို့မှာတော့အခန်းတစ်ခုလုံးတင့်ငနဲ့တုံနေအောင်လှုပ်သွားခဲ့ပါတယ် အပေါ်ကိုမြ мян ပြေးတက်လိုက်ခါတာတင်တယောက်ဟာအစောနာသူပြစ်ချလိုက်တဲ့တနတ်ကိုကုန်းကောက်လိုက်ပါတယ်ဝုန်းဆိုပြီးတော့ခမ်းမတကားကြီးကပိတ်သွားခဲ့ပါတော့တယ်တယောက်နဲ့တယောက်ကြောချင်းကပ်ပြီးတော့ပတ်ဝန်းကျင်ကိုကြည့်နေလိုက်ပါတယ်စောနာတို့ကနယံအကောင်ကြီးဟာအသက်ဝင်လာပြီးတော့ထိုးထွက်လာပါတော့တယ်ဘေးကနေတက်တက်ဆိုတဲ့ဇကားတွေကလည်းထက်ခါထက်ခါပြိုင်းနူအော်နေကြပါတယ်ထိုးအကောင်ကြီးဟာယရနာထုတ်တွေလွယ်ထားတဲ့သူတွေကိုကြည့်ပြီးတော့ဒေါသထွက်အောင်နဲ့တယောက်ပြီးတယောက်ဒစစီလုပစ်လိုက်ပါတော့တယ်ကြည်စံကထိုးအကောင်ကြီးကိုမတိုးပါဘူးတာတင်တယောက်ထဲသာနောက်ဆုံးကြံပါတော့တယ်တာတင်တနတ်ထဲမှာကြည်တရောက်မှမရှိတော့ပါဘူး တာရင်ကတော့ရွာကျောင်းဆရာတော်ပေးတဲ့အဆောင်လေးကိုလက်နဲ့ဖိရင်နဲ့ဆရာတော်ကိုစိတ်ထဲကနေရည်စူးပြီးတော့ဥချလိုက်ပါတယ်တာရင်တယောက်မှလည်းဒံရဒံချက်တွေအတော်လေးရထားခဲ့ပါတယ်ပါဇက်ကနေတောင်းသွေးတွေစီးကြလာပါတော့တယ်ထိုကောင်ကြီးကတာရင်ကိုအားရပါရလွှဲပြီးတော့ရိုက်ချလိုက်ပါတယ်တာရင်တယောက်ကတော့တေဗီလို့သာမှတ်ပြီးတော့မျက်စိကိုမိခါဖျားကိုသာအာယုံပြုတ်လိုက်မိပါတယ်အဲဒီချိန်မှာပဲလေပင်ရအဆောင်လေးကအယောင်နဲ့တလက်လက်တောက်ပလာပြီးတော့နဂါးကြီးတကောင်အတွင်ကိုပြောင်းလဲသွားခဲ့ပါတော့တယ်ပြီးတဲ့နောက်မှာတော့အဲ့ဒီအကောင်ကြီးကိုသွားနဲ့ကြိုက်လိုက်လက်သေးတွေနဲ့ကုတ်လိုက်နဲ့တိုက်ခိုက်နေခဲ့ပါတယ် တာရင်တယောက်ကတော့ဒဏ်ရာအရှင်ကြောင့်သတိလစ်သွားပါတော့တယ်။နဂါးကြီးကတော့ခုနအကောင်ကြီးကိုအမိနဲ့ရိုက်ချလိုက်ပြီးတော့ထိုအကောင်ကြီးပြစ်လဲကျသွားတော့မှမိနဲ့မုတ်ချလိုက်ပါတယ်။ထိုအကောင်ကြီးကလည်းပြာပြစ်ကိုပြောင်းသွားပါတော့တယ်။နဂါးကြီးကတာရင်ကိုကြောပေါ်တင်ပြီးတော့တောဆက်ကိုခေါ်ဆောင်သွားခဲ့ပါတယ်။တောဆက်လေးနားကိုရောက်တော့အသားလေးချလိုက်ပြီးတော့ယတနာပစ္စည်းအနှဲငယ်ကိုတာရင်ရဲ့အိတ်ကတ်ထဲကိုထည့်ပေးလိုက်ခါမူလအဆောင်လေးအတွင်ကိုပြန်လည်ပြောင်းလဲသွားခဲ့ပါတော့တယ်။တင်မကြခင်အချိန်မှာပဲတောဆက်မှာတစ်တိုက်ဖို့ရောက်လာတဲ့လူတွေဟာတာရင်ကိုတွေ့တော့ခေါ်သွားပြီးတော့ဆေးဝါးကုသပေးလိုက်ပါတယ်။ နေကောင်းပြီတတိယလာတော့မှတာတင်တယောက်ဟာရွာကိုပြန်လာခဲ့လိုက်ပါတယ်ဆရာတော်ကတာတင်ကိုကြည့်ပြီးတော့တကာလေးကသူတစ်ပါးပစ္စည်းကိုမယူခဲ့တဲ့အတွက်ဆရာတော်ကူညီနိုင်ခဲ့တာပါတပည့်တော်တို့ဖြစ်တာဆရာတော်ဖះကသိတယ်ပေါ့တကာလေးရဲ့လေပင်အဆောင်လေးကဦးစင်းရဲ့ကိုဝါးလေးပဲလေအခုတော့တကာလေးကိုအပိုင်ပေးလိုက်ပါပြီလောကမှာပိုင်ရှင်ရှိပြီသားအရာတခုကိုစိတ်ဆန္ဒတခုကြောင့်ရယူတော့မယ်ဆိုရင်ကိုရင်ဆုံးခံစားရတယ်ဆိုတာတပည့်တော်သဘောပေါက်ပါပြီဖះတပည့်တော်ဒီဒုက္ခတွေကနေလွတ်မြောက်အောင်လို့အရှင်ဖះလမ်းပြပေးတော်မူပါမှတ်ထားတကာလေးရဲ့ လူလောကဆိုတာအရန်ပူလောင်တယ်နေ့စဉ်နေ့တိုင်းကာယကံဝစီကံမနောကံဒီသုံးခုမပိုင်လေပတ်လို့မရဘူးကွယ်ဖះရရဲ့အရေးကအေးချမ်းတယ်ဒုက္ခလည်းမရှိဘူးကျင့်ကြံနိုင်တယ်လို့အကျိုးတူးလည်းရစေတယ်ကွယ်တင်ပါဗျာတပည့်တော်သာသနာပေါ်မှာတည်တဲ့အထိတရားဘာဝနာကျင့်ကြံအားထုတ်ပါတော့မယ်ဗျာတာဒုတာဒုတာဒုကွယ်အဲ့လိုမျိုးပြောဆိုပြီးတဲ့နောက်မှာတော့ဆရာတော်ကကျောင်းမကိုပြန်ကြွသွားပါတော့တယ်ယခုအချိန်မှာတော့တာရင်ခေါ်အရှင်ဇောတိကဥပဇင်းကြီးဟာလောဘဒေါသမောဟတွေချုပ်ငြိမ်းရာ တရားဘာဝနာတွေနဲ့အချိန်ကုန်ဆုံးရင်ဘဝနဲ့ထံကိုပြောင်းလဲတော်မူသွားခဲ့ပါပြီဇလန်လေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားခဲ့ပါပြီဇလန်လေးကိုဆုံးနဲ့ထိလိုက်ပါနားဆင်ပေးခဲ့ကြလူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မိုးရင်ရေးသားသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်